နိုင်ငံရေးသမားတွေအနေနဲ့သတိကြီးကြီးထားတယ်လွတ်တော်ကိုယ်စားလောင်းနေနေသတိကြီးကြီးထားတယ်သိရလားတတိရှိလားသတိကြီးတကယ်တော့မသေးကြလားအဲ့ဒါဆိုရင်တော့ဒီတော့ဝယ်ကိုဝင်ရလွတ်တော်ကိုယ်စားဝင်ပြန်ရပါကျားတို့အဲ့လောက်မှတတိမရှိရင်လည်းနိုင်ငံရေးမလုပ်ကြပါဘူး။နိုင်ငံရေးဆိုတာကနိုင်ငံရေးသမားဆိုတာတတိရှိရတယ်။တတိရှိရတယ်၊ဗျက်တိရှိရတယ်။တတိဗျက်တိမရှိပဲနော်။လယုံရင်နှလုံးရင်မပြည့်ပဲနိုင်ငံရေးသမားလုပ်မယ်ဆိုရင်တော်တော်လေးမှသွားပြီးပါလေ။ကျမတို့အိတ်ငိုက်ဖို့လား။တော်တော်လေးထိုင်ပြီးတော့စိန်ခံဖို့လား။လုပ်ကြအောင်မယ်ဆိုရင် ပြန်ရှက်ဖို့ကောင်းတယ်မသွားကြမသွားကြနဲ့ကိုကူမျက်နှာသားနဲ့လှိထားကြကိုကလေးရှက်ဖို့ကောင်းတယ်ဝေဘန်းနေတာဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်မများအားလုံးပဲတော်လန်မနက်ခင်းလေးပါဒီကနေ့ဇွန်လ9ရက်နေ့အတွက်မနက်ပိုင်းသိရတဲ့မြေပြင်စစ်သတင်းတွေကိုဖတ်ပြသွားပေးပြီးနော်ဒီနောက်မှာကျွန်တော်တို့ဗီဒီယိုလေးတွေတွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကျွန်တော်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအကြံပတ်စစ်တပ်စစ်ကြောင်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခတ်ခဲ့ရာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးကတော့ ဇွန်လ2ရက်နေ့မနက်9:30မိနစ်ခန့်အချိန်မှစတင်ပြီးတော့ဒီမြင်းကြံမျိုးနဲ့တူရင်ဖို့ကြေးရွာကိုအင်အား100ခန့်နဲ့စစ်ကြောင်ထိုးလာတဲ့ခမရ15မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့လက်တရွာကြောက်ပြုတ်ကြေးရွာတို့မှာတက်ဆွဲထားတဲ့ပြူစောထီတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တတ်ခတ်ခဲ့ပြီးအဲ့ဒီတတ်ခတ်မှုတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအများအပြားနဲ့စစ်ကောင်စီတပ်သား9ဦးသေဆုံးကကျွန်တော် တော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျာ ဒါပြင်ဦးမှာဒါကျွန်တော်တော်လိုင်းတက်ဖက်ဝင်တွေပြန်လဲဆုတ်ခွာသွားတဲ့အချိန်မှာအကြံပတ်စစ်ကောင်စီတပ်သားတွေကကြားထိုးပြီးကြောက်ပြုတ်ကြေးရအနီးထိလက်လံတိုက်ခိုက်ခဲ့ပေမဲ့လည်းအထီးအခိုက်အများပြားနဲ့ပြန်လဲဆုတ်ခွာသွားကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်လာပေးတဲ့ပထမဆုံးဒါကျွန်တော်တို့မန္တလေးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒါကျွန်တော်မွန်ပြည်နယ်ဘက်မှာဆိုရင်လဲမွန်ပြည်နယ်ရေးမြို့အာယူတောင်ရွာထိုင်မှာရှိတဲ့အကြံပတ်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့စဉ်အကြံဖတ်စစ်ကွေတွေအားလုံးပြန်လဲခုခံခြင်းမရှိဘဲထွက်ပြေးသွားတဲ့ဆိုတဲ့သတင်းကောင်းလေးကတော့ ဒီမနေ့ကဇွန်လ7ရက်နေ့မှာအကြံဘတ်စစ်တပ်ရဲ့ဂိတ်စခန်းကြီးကိုရေဘလူအဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးအကြံဘတ်စစ်သားတွေအလုံးပြန်လည်ခုခံခြင်းမရှိဘဲဂိတ်စခန်းကိုဆွန့်ခွာပြီးထွက်ပြေးသွားခြင်းဖြစ်ကြောင်းနဲ့အခုဆိုရင်သူတို့စစ်တပ်ဘက်ကတပ်အပြင်ထွက်တာတွေနေပါသွားပါပြီနောက်ထပ်နေရာတွေကိုလည်းဝင်ရောက်ဆင်းလင်းနိုင်ခဲ့ပါတယ်ဒီအလုံးဆိုရင်ငါးနေရာတတိကိုပြန်လည်ဆောက်ခွာသွားရပါတယ်ဆိုပြီးတော့ဒီရေဘလူတပ်ဖွဲ့ကခေတ်သစ်မီဒီယာကိုပြောပြထားတဲ့နောက်ထပ်ဒါကျွန်တော်မွန်ပြည်နယ်ကသတင်းကောင်းလေးပဲဖြစ်ပါတယ် နောက်ထပ်ဒီကရင်ပြည်နယ်ကောက်ကရိတ်နယ်မြဝတီကတိုက်ပွဲအခြေအနေတွေကတော့ကရင်ပြည်နယ်ကောက်ကရိတ်မြို့ကိုစစ်တပ်ကအင်အားအများပြားစစ်ကူပို့နေပြီးတိုက်ပွဲများလည်းပြင်းထန်နေကြောင်းကောက်ကရိတ်ဒေသခံတော်လိုင်းရဲဘော်တွေက ပြောပြထားပါတယ်။ဒီကောက်ကရိတ်မြို့အဝင်ကစစ်ကောင်စီရဲ့အမှတ်7စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခဆနစ်နဲ့မြို့ထဲကအမှတ်69ခြေလင်းတပ်ရင်ကိုစစ်ကူတွေအများပြားပို့နေပါတယ်။ဒီစကခဆနစ်ကအင်အားကိုတော့ကောက်ကရိတ်ကနေကြုံတုံးမြို့သွားတဲ့လမ်းမိုင်းကိုစစ်ကြောင်ထိုးစစ်ကူပို့နေတာဖြစ်ပြီးဒီခလာရ69တပ်ရင်ကအင်အားကိုတော့ ီအာဆလမ်းပိုင်းမှာတိုက်ခိုက်ခံရတဲ့အောင်စရာစစ်ကြောင်းစီကိုစစ်ကူပို့နေကြောင်းကော့ဂရိတ်ဒေသခံတော်လိုင်းရဲဘော်ကပြောပြထားပါဗျ။ဒီပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာဆိုရင်လဲကော့ဂရိတ်မြို့အထွတ်အာဆလမ်းမကြီးပေါ်ကကော့နွယ်ဒဒန်ကူကြေးရွာနေမှာတပ်ဝဲတွေပြင်းထန်ခဲ့ပြီးနှစ်ဖက်ထိခိုက်မှုတွေရှိကစစ်ကောင်စီတပ်သားအလောင်းနှစ်လောင်းကြံခဲ့တယ်လို့လဲဆိုထားပါဗျ။ဒီဇွန်လ၁၀ရက်နေ့မှာဆိုရင်လေဒီကော့ဂရိတ်နဲ့မြောက်ဒီမြို့အဆက်ကကွင်းကလေးကြေးရွာမှာလဲတပ်ဖွဲ့တွေပြင်းထန်ခဲ့ပါတယ် ဒါအပြင်ကမှစခခဆန်းနစ်ကနေထွက်သွားတဲ့စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေက9တန်းနဲ့9တန်းရွာလမ်းပိုင်းတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။ဒီစစ်ကောင်စီကတော့ကြုံတို့မျိုးလက်မလို့ရဖို့အတွက်စစ်ကူတွေထပ်တိုခန့်စစ်ပြင်နေတာဖြစ်ပြီး KNL PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုတော့စစ်တပ်ကလေကြောင်းကနေအချင်းကြီးများစွာဘုံကျဲခုခံနေရတယ်လို့အစင်းမြစ်ဒရုန်းတွေတုံးပြီးခုခံနေကြောင်းလဲဒီမြေပြင်တော်လိုင်းရဲဘော်တွေကပြောပြထားပါတယ်။ ဒီ KNU ရဲ့တပ်မ6နယ်မြေကကွန်ကရစ်မြို့ဝန်းကျင်နဲ့ကွန်ကရစ်မြို့ကနေဒေါနာတောင်ပေါ်တောတော်ဂျေဒဂွန်အထိနေရာယူထားတဲ့အောင်စရာစစ်ကြောင်းကိုလည်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီးတော့ထိုးစစ်ကိုအစိမ်မြင့်ပြီးတက်ခိုက်နေတာမို့ပြီးခဲ့တဲ့လပိုင်းကလည်းအဲ့ဒီနေရာတွေမှာတပ်ဖွဲ့တွေပြင်းထန်ခဲ့ပါတယ်။ဒီကော့ဂရိတ်မျိုးတောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေရဲ့ကော့ဂရိတ်နဲ့ဂျုံတို့လမ်းပိုင်းတစ်ဆောက်မှာပါတပ်ဖွဲ့တွေပြင်းထန်နေပြီး ော်လိုင်းပူပေါင်းတပ်တွေကကော်ဂရီမြို့ကိုဝန်းရံပိတ်ဆို့ထားပြီးလို့ဒေသခံ PDF တပ်ရင်းမှုကလည်းပြောပြထားပါတယ်။အခုဆိုရင်ဒီအောင်စရစစ်ကြောင်းကတောင်ပေါ်မှာအင်အား200လောက်ပဲကျန်တော့တယ်လို့သိရတယ်။အဲ့ဒီအဖွဲ့ကိုလည်းတော်လိုင်းအဖွဲ့တွေကဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ဒါအပြင်တော်တော်ရေဒဂုံဘက်ချမ်းမှာစီးတဲ့စစ်သားတွေလည်းဖြတ်တောက်ပိတ်ဆို့ထားခံရပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီရက်ထဲမှာစစ်တပ်ကအောင်စရစစ်ကြောင်းစီကိုစစ်ကူ200ကျော်ထပ်ပြီးတော့ပို့တာဖြစ်ပါတယ်။ ဒီမြဝတီမျိုးပေါ်မှာဆိုရင်လေမျိုးစောက်တက်အဖြစ်စီနေတဲ့ခလာရနှစ်ခုငါတက်ရင်ကိုတော်လိုင်းတက်တွေကအခုရက်ပိုင်းအတွင်းမှာပြက်ခတ်တက်ခိုင်းနေပြီမေလ31ရက်နေ့ညပိုင်းမှာဆိုရင်လေဒီခလာရနှစ်ခုငါတက်ရင်တဲ့ကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြက်ခတ်တက်ခိုင်းနေတာလို့ကရင်စစ်ရေးတရင်မြစ်တွေကလည်းပြောဆိုထားပါတယ်ဒါအပြင်ကမှဇွန်လ4ရက်နေ့မှာဆိုရင်လေဒီ drone 20နဲ့ခလာရနှစ်ခုငါတက်ရင်တဲ့ကိုဒရုန်းတိချဘုံကျဲတက်ခတ်ခဲ့ကြောင်းလည်းသိရပါတယ်ဆိုပြီးတော့ PPS ပင်းကနေတင်လာပေးတဲ့ဒီမြဝတီနဲ့ကော့ဂရိတ်ကတိုက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ် နောက်ထပ်သတင်းကောင်းလေးကလည်းဒီရန်ကုန်မန္တလေးအမြန်လမ်းမှာနတ်ဆန်လေးတဲ့အတွက်လေရင်စီတဲဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သား2ဦးနဲ့အတူကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ မနေ့ကဇွန်လ10ရက်နေ့မနက်ပိုင်းကနမောင်မြို့နယ်ဘက်ကနေအမြန်လမ်းပေါ်သို့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေယာဉ်စီပေါ်စာကားတစ်စီးကိုရန်ကုန်မန္တလေးအမြန်လမ်းမှမိုင်းတိုင်262အနီးမှာစစ်ဆေးပြီးဖမ်းမိခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီကားကပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတပ်ဖြတ်ဖို့အတွက်လေယာဉ်စီတွေကိုကျင်းဖန်များစွာတိုက်ဆောင်ပေးနေတဲ့ရင်းတစ်စီးလည်းဖြစ်ကြောင်းသိရပါဗျာ။ ဒါအဲ့ဒီဖမ်းဆီးမှုကိုတော့အောင်ဆန်းလက်နက်မောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးလင်းစီဘောက်ဆာကားနဲ့အတူဖမ်းဆီးခဲ့တဲ့အရာခံဘိုးမင်းထွက်ရဲ့လက်ပါစင်နှစ်ဦးကိုလည်းစစ်စေးမင်းမြန်လျက်စစ်ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကထပ်ပြီးတော့တင်လာပေးတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။နောက်ထပ်ဒါကျွန်တော်အေယာဝတီတိုင်းငတိုင်းချောင်းမြို့ဘက်ကတိုက်ပွဲအခြေအနေလေးကတော့အေယာဝတီတိုင်းငတိုင်းချောင်းကွာလန်ပေါ်မှာတည်ရှိတဲ့အမြောက်တပ်၃လေးလေးအနီးကနေလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်တံတွေကို ဧရာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ပေါ်ကနေအနီးကပ်ပုံမကြားရလာကြောင်းဒေသခံတွေကပြောပြထားပါတယ်။အခုလိုလက်နက်ငယ်တန်းတွေကြားလာရတော့မြို့နယ်ပုံနီးလာတဲ့သဘောလို့ပြောလို့ရတယ်။မနေ့ကမနေ့ပိုင်းကဆိုရင်ပို့ပြီးတော့ကြားရတယ်။အရင်ကဆိုရင်လက်နက်ကြီးနဲ့ပြစ်တံတွေပဲကြားရတာ။မနေ့ကမနေ့ပိုင်းကစပြီးလက်နက်ငယ်တွေနဲ့ဆက်လက်တွေအပြန်အလှန်ပြစ်ခတ်တံတွေကိုအနီးကပ်ကြားလာရတာဖြစ်ပါတယ်။ဒီငတိုင်းချောင်းမြို့ဟာဆိုရင်အမြောက်တက်၃လေးလေးနဲ့စေမိုင်ပက်လေတာကွာဝေးပြီးအဲ့ဒီအမှတ်၃လေးလေးတက်ရင်အနီးမှာတိုက်ပွဲတွေဖြစ်ပွားနေတာက တပတ်ခန့်စီနေပြီဖြစ်ကအနီးနားမှာစီးတဲ့ကြားကိုက်ရွာကိုလည်းအေကတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သတင်းရရှိထားကြောင်းဒီနရစ်စရာကတင်လာပြီးတဲ့နောက်ထပ်ဒီအေယာဝတီတိုင်းငတိုင်းချောင်းမြို့ဘက်ကတက်ွယ်အခြေအနေလေးပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်ခွေတားကောင်တွေဘလောက်ထိတောင်မိုက်ရိုင်းနေပြီလဲဆိုတော့မကွေးတိုင်းဂန်ကောခရိုင်ဂန်ကောမြို့နယ်မှာခလာရ9တုံညာတက်ရင်ကနေထွက်ခွာလာတဲ့အကြံပတ်စစ်ကောင်တွေတပ်သားတွေက မြို့အနောက်ဘက်မကြီးခင်ကြေးရွာစီကိုအချိန်မတော်ဝင်ရောက်စီးနေကိုယ်ဆောင်တဲ့အပါဝင်အရက်သား၁၀ယောက်ထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကတော့ဒီအကြံပတ်စစ်ခွေတက်ရဲ့ဗျူဟာမှုလှမ်းမြို့ထုတ်ဥဆောင်တဲ့အကြံပတ်စစ်တပ်ပူပေါင်းစစ်ကြောင်းကမြေတားမြေအနောက်ဘက်ခြံကမကြီးခင်ရွာကိုမနေ့ကဇွန်လ၁ရက်နေ့မနက်၂နာရီအချိန်လောက်မှာရုတ်တရက်ဝင်ရောက်စီးနှင်းခဲ့တာဖြစ်တယ်လို့ရောအလင်းနဲ့အဖွဲ့ဝင်ကိုမင်းဒတ်တာကပြောပြထားပါတယ်။ ဒီအရက်သားတွေကိုဖမ်းဆီးထားတဲ့အဲ့ဒီစစ်ကြောင်းကလက်ရှိအချိန်ထိဂန်ကောမျိုးခလာရ9တုံညတဲ့ရင်ထဲကိုပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်းနဲ့ဂန်ကောတနယ်လုံးကိုဖုန်းလိုင်းတွေဖြတ်တောက်ထားကြောင်းသိရပါဗါးအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ကြောင်းကိုဦးစီးတဲ့ဗျူဟာမှုလှမျိုးထုတ်ကတော့ကြီးကပါကဖတ်တပ်ဖွဲ့ဝင်တွေကိုဝင်ရောက်စီးနှင်းတပ်ဖြတ်ဖို့အတွက်ဖြစ်ကြောင်းနဲ့ဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုမဖမ်းမိတဲ့အတွက်ကြောင့်အရက်သားတွေကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနောက်ထပ်လည်းထပ်မံလှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်ဒါကျွန်တော်ပြည်သူတွေအနေနဲ့သတိထားပြီးသွားလာနေထိုင်ကြဖို့ဒါကျွန်တော်တိုက်တွန်းလိုက်ရပါတယ်။ အဲ့တော့ဒီအကြံဘတ်စစ်ခွေတအကောင်ရဲ့ရုံမှမှုကတော့အားလုံးပဲသိကြတဲ့အတိုင်းပေါ့နော်အဲ့ဒါကြောင့်ဒါကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းသတင်းလေးတွေနားဆွင့်ပြီးအသည့်သတိနဲ့နေထိုင်ကြဖို့နဲ့တို့ဒီအကြံဘတ်စစ်ခွေတအကောင်ရင်ရွာတွေကိုစစ်ကြောင်ထိုးလာပြီးဆိုတာနဲ့ဒီကောင်တွေနဲ့လွတ်ရကြွရကိုပဲကိုလို့ယုံကြပါလို့ဒါကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းလိုက်ရပါတယ်ကဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒါကျွန်တော် KNDF တပ်ဖွဲ့ကနေဖမ်းမိထားတဲ့ဒီတပ်မ66ကတုတ်ပန်စစ်ခွေတွေရဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ ကြည့်လိုက်အောင်ညာတမတမချောတမချောမကူတဲ့ကုံကိုဒီကိုတော်လည်းစတဲ့ကုံလေးဒီအခုမင်းတို့တမချောဒါခုတမချောပြောင်းဝင်စားတဲ့လူတွေပေါ့နော်အဲ့တော့ရလာစီနီယာသွားလိုက်လေတော့တိုက်ပွဲအခုမှစစဖို့တော့အခုမှစတယ်တမဘယ်ဘယ်ဘယ်တော့ပြည့်ခဲ့ပါ တော့မင်းမလိမ့်နဲ့မင်းမြတ်ပြတ်သေးမှာပဲဟမ်တောက်တရာတောက်တရာကြည့်သေးလားငါတို့တောက်တရာဒီမှာအဲ့လိုမပြစ်ပါဘူးသင်္ဍန်းကြောင့်မပြစ်တာနဲ့ဒီမှာမဟုတ်လေဒီမှာလေဒီခုတိုက်ပွဲလေပြီးတာဟုတ်ကဲ့ဒါမှလည်းဒီမပြစ်ဘူးလေတောက်တာပေါ့အဲ့ဒါနဲ့မရလားဟမ်ဒါတော့ပြောလိုက်ပါဦးချားလူတွေနော် ငါတို့ကငါတို့ကဒီရဲ့ဆရာတို့ငါတို့ဂရင်းနီဒီရဲ့ရေပေါ်ရပါလဲဆိုတော့ငါတို့ကငြိမ်နေတော့အစိုက်မရှိတဲ့ပုံစံမျိုးပါမှာငါတို့လုံလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲကြည့်ထားလားဒါဒါအတေရှိသေးတယ်နော်ဒါရှိနေအောင်ရှိသေးတယ်နော်အဲ့တော့ဒီကောင်တွေစစ်ခွေတွေကတော့အားလုံးတိကျတဲ့အတိုင်းပါနော်အခုလိုလဲဖမ်းမိပြီဆိုတာနဲ့မျက်ခွက်တွေကသူတို့ဘာမှမလုပ်ထားသလိုနဲ့နော် ဲနောက်ထပ်ဒီအချက်ရေးထက်ကိုတိုင်းပြည်နယ်ပြည်သူအတွက်စစ်ရေးကိုပို့ပြီးဦးစားပေးနေရပါတယ်ဆိုတဲ့ဒီရေးမပင်ခရိုင်တက်ရင်28ကဒါမဆိုင်ပြည်သူအချက်တော်ရေးပေါ်လေးတွေရဲ့ဗီဒီယိုကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာအဲ့ဘာလုပ်နေကြဟုတ်လားတိုက်ပွဲတော့ဝဲလို့တိုက်ပွဲ ဘိုင်းလိုက်လားဟမ်ဉာဏ်နဲ့ဖြစ်ပြီလားဟမ်မင်းတို့ဒုံးခွဲရလဲမိုက်သားပဲအီဂိုမန်နေတာနဲ့ဟုတ်လားအေးနောက်ခုမင်းကောင်မလေးနဲ့ဒီနေ့ချိန်တာကိုဟမ်ဟုတ်လားကောင်မလေးရကနေ့ချိန်တာမလိုက်ပြက်မယ်ဆိုတာနဲ့ဒီတိုက်ပွဲနဲ့ဘယ်အောင်ယူမှာလဲတိုက်ပွဲပဲယူမှာကောင်မလေးပြက်ရင်ပြက်ကလေးနော်တိုက်ပွဲကရေးကြည့် mình biết Y mình vida. là, Mấy gì mẹ. Mẹ. Đâu rồi? Có mà lên nào mà đi là, đâu rồi nào mà đi lại? Nào. Mẹ. Đâu rồi? Mấy chơi? Nó thông không? ဟင်အဲ့ဘာလဲချိန်ပါလေပေါ့ကွာဟမ်ရန်ကုန်ကြည့်လားဟောအေးပြရဟုတ်ပြီလွတ်တက်ကြလို့လွတ်တက်ကြလို့တပွင့်နဲ့ပတ်သက်လာရင်ဘောင်မလေးတော့မှဆုံးရတယ်ဒါမဆိုင်ဒုံးတစ်ခွက်ရဲ့ဝင်ဟုတ်လားအင်းရှိတဲ့ထုတ်လို့ပြင်းကြပါဘူး ဲတော့ဒါကျွန်တော်ရဲဘော်တွေရဲ့စိတ်တနဲ့ခံယူချက်ကိုတော့ဒါကျွန်တော် တကယ်ကိုလေးစားပါတယ်အဲ့လိုမျိုးအပျော်လေးတွေနဲ့ဒါအလုံးနဲ့တက်တည်ပြတာလေးတွေကဒါကျွန်တော်ပြည်သူရဲ့အချစ်တွေကိုတင်းကျုံယူနိုင်တာပေါ့နော်အဲ့တော့လေးစားပါတယ်ဒါကျွန်တော်ရဲဘော်တွေကဲနောက်ထပ်ဒီ without sangle တွေကားတွေဖမ်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူရဲ့အတန်ကလည်းဘလို့တွေထွက်လာပြီလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာမအော်ရဲရဲလို့ပြောခုတော့လက်ခုပေါ်မှာကအော်မယ်တိလား မလေးကတပည့်တွေကပြောတယ်ကျမတို့ကျွန်တော်တို့ကတဲ့ဘေးရွက်လေးနဲ့ချက်သားတို့ငါတို့ဘာလို့လာရောက်လာတာရေစင်လန်းစင်းနဲ့မလေးနဲ့အဝေးကြီးအဲ့ဒါဟောတယ်ဒီဘေးရွက်တွေပါလေခိုင်းမှာဆိုကျွန်တော်တို့ဘာနဲ့လာမလဲဗျာတဲ့လောက်စားတိုက်စားလို့မရတော့ဓမြတိုက်စားလို့မရှိတော့လေအမှန်မှန်တော့လူတို့တဖို့ဓမြအပေါ်အောင်တော့အဲ့ဒါဘွားလောက်တာလဲဆိုတော့သဘောပေါက်တော့နော်ဘသူ့ရဲ့လို့ကဖဲ့မတော့ကြဘူးဘေးရွက်တွေကိုမထုတ်ခင်ကကားလေဆိုင်နေရောတိုင်းစင်မရှိတဲ့ဆိုင်နေကိုလိုက်ဖမ်းလေဆိုင်စင်မလောက်ဘူးဘာလို့ဆယ်တွေကိုရောက်ဖို့စုဆောင်ပြီးတော့ 都你旁面那个啊，属他的不差你的，我也不要嘛。那现在那就搞饭的是那个，弄老板的呀。这妈，剩下他的都干的，空先差的点脏嘛嘛的，喏。生意大的他们洗没洗没的，弄啊干的，喏，那不外就七八家。哦，就光那开那老街里头属他的，主要我听人家话的呀，然后来些那里的老屋家的，天生回家吧，我空的里的老屋家的，上午上午白家吧，啊，午中我张嘛。 ဲတော့ဒီကောင်တွေကဘလောက်ပြောပြောလဲပြည်သူဘက်ကြည့်တဲ့ကောင်တွေမဟုတ်ဘူးဆိုတော့လူစကားလဲနားလဲမှာမဟုတ်ဘူးကဲနောက်ထပ်သူတို့ဒီတရားမဝင်ရွေးကောက်ပွဲမှာဝင်ပြိုင်ကြမဲ့လွှတ်တော်အမတ်တွေကိုဒီစဘာပွဲစားကြောင်မျိုးမင်းကလည်းဘလို့တွေတဲတွေကလော်တုတ်ထားအောင်မလဲဆိုတာညော့ဆက်ပြီးတော့ကြည်လိုက်အောင်ညာဒါမဲ့ရွေးကောက်ပွဲကရန်ကုန်ကအများဆုံးထွက်မှာခင်ဗျားတို့ရန်ကုန်က45မြို့လေးရှိတယ်45မြို့လေးရှိတယ်45မြို့လေးတွေကလွှတ်တော်ကိုယ်စားလဲပြည်သူ့လွှတ်တော်ကိုယ်စား45ယောက်ထွက်လာတယ်မြို့သားလွှတ်တော်ကိုယ်စား12ယောက်ထွက်လာတယ်အဲ့မှာတည်းက58ယောက်ရှိတယ်ရန်ကုန်ရန်ကုန်နဲ့ရတယ် ပြည်သူလူထုတွေမျိုးစားတစ်ခုအတွက်50ကလူ60နီးပါးရှိတယ်ရန်ကုန်တခုတည်းရန်ကုန်တခုကတော့လူ60လောက်ရှိတော့ဆိုတော့ဒါပေမဲ့ဆက်ဆက်တာကတော့နိုင်ငံရေးသမားတွေအနေနဲ့တတိကြီးထားတယ်လွတ်တော်ကလူတွေလောင်းနေနေတတိကြီးထားတယ်သိရလားတတိရှိလားပြည်သူလူထုကလည်းလုံးမသေးကြလားအဲ့ဒါဆိုတော့ဒီတော့ဝယ်ကိုဝင်ရလွတ်တော်ကလည်းဝင်ပြန်ရပါပုဂ္ဂိုလ်ကလည်းတတိရှိရှိပြန်ထားကြပါဒါဒီလိုပြောရင်ကျွန်တော်တို့ကတေဟိုးပြင်လာတော့ငါတို့တော့တေခိုင်းနေပြီငါတို့တတ်တော်မယ်ဆိုတော့ပြောနေပြီကျွန်တော်တို့အဲ့လောက်မှတတိမရှိရင်လည်းနိုင်ငံရေးမလုပ်ကြပါဘူးနိုင်ငံရေးဆိုတာကနိုင်ငံရေးသမားဆိုတာတတိရှိရအောင် တတိရှိရတယ်ဗျက်တိရှိရတယ်တတိဗျက်တိမရှိပဲနော်လယုံရင်နှလုံးရင်မပြည့်ပဲနိုင်ငံရေးသမားလုပ်မယ်ဆိုတော့တွတ်တော်ကမှသွားပြီးပါလေကျွန်တော်တို့အိတ်ငိုက်ဖို့လားတွတ်တော်ကထိုင်ပြီးတော့ဇိန်ခံဖို့လားဒါမှမဟုတ်ပွဲခန်းတာတက်ပြီးတော့ပွဲခန်းတာတက်ပြီးတော့စာစီဦးထုတ်ပဲစားကြည့်မယ်အဲ့ဒါဆိုရင်တော့တွတ်တော်ကမှသွားကြပါဘူးတိုင်းပြည်အတွက်တကယ်လို့လုပ်မယ်ဒီတိုင်းပြည်ကနှိမ်ကျနေတဲ့တိုင်းပြည်ကိုဘလို့ဆွတ်တင်ရမလဲဆိုတော့တွတ်တော်တွေကနေပြီးတော့အစိုးရကိုထိတ်ကြောင်းပြီးတော့ပဲ့ပြီးပြီးတော့နောက်ဆုံးမှာတွတ်တော်ကြီးကနေအစိုးရကိုထိတ်ကြောင်းပဲ့ပြီးပြီးနိုင်ငံတကာကိုထိုးပေါက်ထွက်တာမျိုးနိုင်ငံတကာကိုဆင်းနဲ့ရမယ်အကြီးကြီးရအောင်လုပ်တာမျိုးပါ လောက်တာမျိုးဆိုရင်တော့တွတ်တော်ကိုယ်စားလှယ်ဖြစ်မဲ့လူမှန်တိုင်းကိုကျွန်တော်လက်ကုပ်ထည်အားပေးတယ်ဒါပေမဲ့တွတ်တော်ကိုယ်စားလှယ်တွားလုပ်မယ်တွတ်တော်လက်ဝင်ထိုင်မယ်ဇိန်ခံမယ်အေးအေးစင်းအိတ်စားပျော်ပါဒါလိုလုပ်မယ်ဆိုအိတ်စားကာမပျော်ပါလိန်အဲ့ဒါရင်းလျှောက်လုပ်နေမယ်ဘာမှလည်းတွတ်တော်တစ်ခုလုံးထိုင်တော့ငါးနှစ်သားကြာသွားတယ်တွတ်တော်မှာပေါက်တော့ရရင်တင်ပြီးပြန်သွားတယ်အမှတ်တည်းလူမျိုးလုံးကြအောင်မယ်ဆိုရင်ပြန်ရွှေ့ဖို့ကောင်းတယ်မတော်ကြမတော်ကြနဲ့ခုခုမျက်နှာသားနဲ့လှိထားကြခုကလေးရွှေ့ဖို့ရွှေ့ဖို့ကောင်းတယ်အဲ့တော့ မြေကောက်ပွဲနီးလာနီးလာရင်တော်တော်ကိုယ်စားလှယ်တွေပါတီဥက္ကဋ္ဌတွေပါတီရဲ့ပါတီညာတွေပေါ့ဗျာအရေးပါတဲ့ policy maker တွေတချို့သတိပေါ်ရသူတွေလုံးချံတက်ပြတ်ခိုင်းရနိုင်ကြလို့ရှိတယ်ဒါပေမဲ့အဲ့ဒါအဲ့ဒီအဲ့လိုမဖြစ်အောင်လို့နိုင်ငံတော်ကလည်းတက်မတော်ကလည်းတက်မတော်နဲ့ရတဲ့ပေါ်ဝင်တွေကလည်းကျူတင်ကာဝယ်မှုတွေနဲ့ကျူတင်ဖမ်းဆီးမှုတွေတားမြစ်မှုတွေအများကြီးလုပ်ပေးနေတယ်ဒါကြောင့်ဒါလည်းသိတယ်တက်မတော်သားတွေကကျွန်တော်တို့တွတ်တော်မှာဇိမ်နဲ့ထိုင်လို့ရအောင်တွတ်တော်မှာထိုင်ပြီးတော့ဒါကလည်းမိမ့်မိန်ကြီးထိုင်ပြီးစကားပြောလို့ရအောင်တက်မတော်သားတွေရတဲ့ပေါ်ဝင်တွေအသေးခံပြီးတော့ကူညီပေးဖို့စဉ်းစားရှိတယ်အဲ့ဒါအုံးမှာကျွန်တော်တို့ကတွတ်တော်ရောက်သွားတဲ့အခါ ကျေးဇူးကမ်းခြင်းကိုကမ်းအောင်မယ်ဆိုရင်တော့ခမတို့လောက်မိုက်တဲ့မယမကန်းလက်ထဲမှာနေခြင်းနဲ့ဆောလုံးမင်းနေရှိရှိအောင်မလားလို့ကျွန်တော်ပြီးတော့အဲ့လိုမေးချင်တယ်ဆိုတော့အဲ့တော့တို့ဒီအချမ်းဘတ်စစ်ခွေတက်ရဲ့အပုတ်တွေဖော်ပြီးဒဲတွေဆော်မယ်ဆိုရင်တော့အထောင်းခံရမှကြောက်လို့ပဲဘဘက်ကိုဥတီသွားလဲဆိုတော့ဒီလွတ်တော်အမတ်တွေဘက်ကိုဒီကောင်ကပြောင်းပြီးတော့ဆော်တာပဲနော်အဲ့တော့မင်းဆော်မယ်ဆိုလဲနာမည်လေးပါလေးထည့်ပြီးတော့လောက်ပါဟာနော်ဒီဘူးလက်လှဆွေတို့ခင်ရီတို့မင်းကင်းမောင်မီးတို့ဆိုပြီးတော့ဘိုင်နေနေတက်ပြီးဒဲတွေဆော်ပါလားနော် ကဲနောက်ထပ်ဒီဘောမပြောင်ကြီးကလည်းပြည်သူမပြောနဲ့ကိုကိုကိုတော်မကာကွယ်နိုင်တဲ့စစ်တပ်ဆိုပြီးတော့ဘလိုတွေတဲ့ဆော်ထားပြန်ပြီလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာဒီနေရာမှာကျွန်တော်အဓိကသွားပြီးတော့တည်ရင်မှုကတော်တွေကဟိုသူတို့ကတည်ရင်မှုထက်ကြီးနေရတယ်သွားတွေ့ရတယ်အဲ့တော့ဟိုကခင်ဗျားတည်ရင်မှုတွေကျွန်တော်ပြောချင်တယ်မြန်မာနိုင်ငံတော့တည်ရင်မှုတွေကျွန်တော်ပြောမယ်နော်ဘယ်တက်ဘယ်တက်ဘယ်နေရာကဘယ်ရင်မှုတွေဘယ်လိုမျိုးဆိုတာကျွန်တော်သိတယ်နော်အဲတော်တော်များများသောတည်ရင်မှုကတော်တွေနော် တရင်မှုထက်ကြီးပြီးတော့တက်ကိုအုပ်ချုပ်နေတာပေါ့တက်ကဘယ်လိုခေါ်မလဲကြောင်းကစံဖြစ်နေရတယ်ကျွန်တော်သိတယ်တော့ပါတော့ညာလည်းပဲကျွန်တော်အလုံးမဟုတ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တုံတောင်ကိစ္စကြီးလည်းကျွန်တော်မပြောချင်ဘူးเนาะအဲ့တော့တက်တွေအားလုံးကလည်းတတိမရှိတာလားတရေဘောကြောင်တာလားကျွန်တော်တို့ဟိုပြောရင်နိုင်ငံနဲ့ပြည်သူကိုဟလာပြည်သူကိုကာကွယ်တာပြည်သူကိုကာကွယ်ကိုယ်ကိုယ်ကိုတောင်ကာကွယ်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်အဲ့တော့ခင်ဗျားတို့ကိုဘု து ကိုပြည်သူကယုံကြည်လို့ယုံကြည်ရမလဲမသိဘူးဖြစ်နေပြီเนาะအဲ့တော့ တက်မလို့တိတ်ခါကြတော့ဟုတ်ဗျအဲ့လောက်ဒီတိတ်ခါတော့အကြမခံနဲ့လေဗျာနော်အခုပြည်သူတွေကများမှာစံ6ပြည်လည်းတဲလို့ရရဲ့ကြောက်တလုံးတလုံးကကြောက်တလုံးကိုတထောင်ဖြစ်နေပြီနော်ရန်သူကပိတ်ဆိုတာတော်တော်အောက်မြင်နေပြီခုမင်းလေးပြောရရင်တက်နေမှာတော့မှအခုစားကြမရှိတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်ကဲကြည့်အောင်အဲ့မှာဒီကြားထဲကမှထပ်ပြီးတော့ဝက်တော့ကားတွေထပ်ဖမ်းနော်ဝက်တော့ကားတွေဆိုတာတက်ကတုံးတယ်အဓိကဝက်တော့ကားညဖမ်းတယ်အဲဝက်တော့ကားတွေတုံးနေရတာအဲ့တော့ဟိုဘယ်လိုခေါင်းမဆိုတော့တက်မှာရှိတဲ့ကားတွေကအလုံးမလုံးဘူးအလုံးမလုံးတော့ဒီဝတ်တော့ကားတွေကိုတုံးနေတာတက်တက်ကလည်းပြန်တုံးနေတာအဲ့တော့ ထုတ်ရတခြားရှရတခြားပြဒီဝတ်တော့ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကနနာအဲကျွန်တော်ဆက်လက်ပြီးတော့ပြောပါမယ်ဟုတ်လောက်ပါအဲပတိန်ချင်းထောင်ကနေပြီးတော့စာချုပ်နဲ့နော်ခေါ်သွားတဲ့ဒီစစ်ပြေးစစ်တီတွေကိုစာချုပ်ပြည့်နေတော့ညာလဲပဲပစ္စာကတိမေ့သွားတယ်နော်ဆိုရဘက်ကကတိဖောက်ပြန်နေတယ်အဲ့တော့အားကြောင့်ခု ILO နော် article 33ရတယ်ခင်ဗျားတို့အဲ့ဒါကြောင့်မို့ခင်ဗျားတို့ထိရတခြားကြရင်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့လေဟိုမကျင်တတ်ဘူးဒါ ILO ခုဒါကဘာပဲဖြစ်ဖြစ် ဟိုစစ်တေးစစ်တီတွေနဲ့ခင်ဗျားတို့နဲ့ချုပ်ဆိုတာစာချုပ်ဒါအလုတ်စာချုပ်အလုတ်စာချုပ်စာ ILO လုံသမားရှုတော့ကကြည့်မယ်ဆိုတာခင်ဗျားတို့အလုံသမားအေးမှာလုံသမားအေးပဲဒါဟုတ်မလဲပြောမယ်ဆိုရင်နော်ပြောစာချုပ်ချိုးပေါက်နေနာစာကဒါစာချုပ်ချိုးပေါက်တာပဲအဲ့တော့ ILO မှာထပ်ပြီးတော့ခင်ဗျားတို့ဒါလည်းထပ်ပြီးတော့တင်ပြအောင်လို့ဖြစ်နေအဲ့တော့ကိုနိုင်ငံကိုပြည်တွင်းရေးကိုရှားဖွဲ့စည်းရဝင်လာလည်းမကြိုက်ဘူးကိုကွာကိုလုံတဲ့ခါကျတော့လေကိုကွာကိုလုံတဲ့ခါကျတော့လေချိုးပေါက်လေဆိုတဲ့ခါကျတော့ တို့လည်းမှားတာပဲတဲ့နော်မှားတာကဲကြည့်အောင်ကိုပြောင်းကတော့တို့တို့ဒီအချမ်းပတ်စစ်ခွေတက်ကိုစော်သလောင်းကိုမမေးနဲ့နော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကောင်မတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကျမှပဲအချိန်ရတဲ့ဆိုရင်တည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးကင်းကြပါညာ Thank you